ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ SDS Audio Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ Channel ကနေတရေးဆန္ဒကောင်းများစွာနဲ့ဂမ်မီယာဖြစ်ရဲ့စံချေဇလင်ကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးများပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူစုတစ္စာဒနုဖြူရေးသားထားတဲ့တကယ်အဖြစ်ပြဲဆိုတဲ့ဇလင်လေးရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇလင်လေးမစားခြင်းမီကျမတို့ရဲ့ Channel ကို like and subscribe လေးနှိပ်သွားမှုနဲ့ ဇလန်တိများစာကိုမလွတ်တန်းအားစင်နိုင်ဖို့ဘီနာအနူဒီခေါလောင်းလေးကိုနေနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ကျွန်တော်နမယာရှိုင်းဝနာဆိုပါအဖြစ်ပြက်လို့ပြောလိုက်တိုင်းတော့လူတိုင်းကိုစီကြုံမှုတဲ့အကြောင်းအရာလေးတွေကိုမြင်အောင်မိကြမယ်လို့ထင်ပါတယ်။အထူးသဖြင့်တော့လူသားတိုင်းမမေ့အပ်တဲ့အဖြစ်ပြက်တွေကတော့ကျောင်းသားဘဝလို့ကျွန်တော်ကထင်မြင်ယူဆမိရဲ့ဗျ။လွန်ခဲ့တဲ့၁၂နှစ်ကပေါ့ကျွန်တော်ကစေတန်းကျောင်းသားဘဝပါ။စေတန်းကျောင်းသားရင်သာပြောတယ် စိတ်တွေကတော့ကလေးစိတ်တွေငယ်တငယ်ချင်းကျွန်တော်ပါဝင်ခုနှစ်ယောက်ရှိတယ်။ကျွန်တော်ကတော့တငယ်ချင်းတွေအောင်ဝနားလူဝေးခေါ်ကြတယ်။အားလုံးနာမည်တူောက်တွေပေါ့။အားလုံးကပြောမနာဆိုမနာငယ်တငယ်ချင်းတွေဆိုတော့ပေါင်းသိရတာစီလုံးမှုရှိပြီးတော့ပျော်စရာကြီးပေါ့။အဖြစ်ပြက်ကဒီလိုကျွန်တော်တို့ចောင်းတော်ကြီးဟာမြို့နယ်မလန်မကန်မှာတည်ရှိပြီးတော့တမန်ចောင်းတော်ကြီးတခုပါ။ပုံမှန်လေပတ်နေတဲ့ចောင်းတော်ကြီးကတော့ဒီနေ့မှချူမင်းနဲ့မုံတိုင်းလို့ပြောလို့ရတယ်။မုံတိုင်းတခုကကြက်ရောက်ခဲ့တယ်။ ပြောစရာတွေပြည့်နေတဲ့เจ้าတော်ကြီးအောင်တနေ့เจ้าရင်မူစားเจ้าပြန်တဲ့ချိန်မှာတော့အားလုံးအခန်းထဲမှာစုညံစွာပြီးစားနောက်နေကြတော့တယ်။အဲ့ဒီချိန်မှာပဲဆ ्याम တော်သူစားဝင်ရောက်လာပြီးတော့သားတို့သမီးတို့ဒီနေ့เจ้าသူလေးအသေးရောက်တယ်။ဆ ्याम ရဲ့စကားတန်ကြောင်းတသမာရန်စီကမ်းမှာရှိတဲ့เจ้าသားเจ้าသူကြီးအားလုံးအောင်ဆ ्याम စီကိုအကြည့်လေးတွေရောက်သွားကြတယ်။ကဲသမီးရေသမီးပါတာမေးဆက်လိုက်နော်။ဟုတ်ကဲ့ဆ ्याम ။အဲ့လိုဆိုရင်သူ့ရဲ့တန်နီကချူတာလိုက်တာဗျ။ဟုတ်ကဲ့ တငယ်ချင်းများအားလုံးပဲမင်္ဂလာပါ။နမယာချီယုံလာလို့ခေါ်ပါရင်ခင်မင်းကြီးနီးစွာပြောဆိုဆက်ဆံပါ။မတိရဲ့စာရင်းကိုလည်းရှင်းပြပြပါရှင်။အဲ့လိုမိတ်ဆက်လိုက်ပြီးစီမှာတော့ကဲကဲတမီးရေအစီပီးရဲ့နေရာမှာဝင်ထလိုက်နော်။ဟုတ်ကဲ့ရှင်ဆရာမ။အဲ့လိုဆိုပြီးတော့ပပချူရဲ့အနာကိုဝင်ထိုက်ကပုံမှန်အတိုင်းစတင်ကြေးစားရင်။ကျောင်းစင်ခံဒီအချိန်မှာဒီကပပချူနော်။ရုံးလွာကိုစောင်းလေးကြီးငားလိုက်ပါလား။ဒီနေ့အပီကူပြီးတော့မနေ့ပြန်ပြန်ပြီးပါမယ်နော်။အင်းပပလူဝေခေါ်ပါ ရုပ်လာလို့ခေါ်မင်းနော်ရုပ်လာနင့်ကိုငါစာအုပ်ငားချင်လို့မဟုတ်ဘူးနော်စာအုပ်ငားမယ်ဆိုခုမှယောက်ျားလေးတွေရဲ့အရှိဆုံးထိုင်ကောင်မှာထိုင်နေရဲ့သူ့ကိုတွေ့လားဟုတ်ကဲ့တွေ့တယ်ဟာရုပ်လာရင်တငယ်ချင်းချင်းချင်းဒီလောက်ရင်ကျေးဖို့မလိုပါဘူးဟုတ်ကဲ့ဟာလုတ်ပြန်ပြီထားပါတငယ်ချင်းချင်းချင်းပူရင်းနီအောင်ညဘက်ကပြောဆိုဆက်ဆက်မှုပြင်နော်ငါပူပွင့်နေနေတမဟာဆရာလောက်တာတော့မဟုတ်ဘူးနော်ပြောပြတာပါအင်းရုပ်လာနားလေပါတယ် ရုပ်လာလေအစမှုပါနော်ဟွန်းဟွန်းဒီလိုပဲဖြစ်ရမယ်နီဒါရီထားပါအဲ့ခုံရဲ့ညာဘက်ဆုံဆုံမှာထိုင်နေတဲ့သူကဝနာရီငါတို့ရဲ့စာတော်ဆုံးလူကြီးလူခင်ပုံများတဲ့သူပဲတွားသူ့စီမှာတွားငါးချင်နော်ဖြစ်ပါမလားပပရဲ့ဘာလို့လဲငါငါမငါရေးဘူးဟာဩဖြစ်မှာဖြစ်ရလိကဲပါငါငါပေးပါမယ်ကျေးဇူးပါဝနာရီငါ့ကိုစောက်တင်ငါလိုက်ဟာကျောင်းသူအသေးအတွက်ပါ तू ကမငါရေးလို့ဟာအေးပါပပရဲ့ ငါငားလိုက်မယ်နီနောက်နေငါတို့အဖွဲ့နဲ့မိတ်ဆက်ပေးမယ်ဆိုမှလုပ်ပြီဟုတ်ကဲ့ပါမိတ်ဆက်ပေးပါမယ်ခုစကားမရှိဘဲနဲ့စာအုပ်ငားလိုက်ပါအေးပါဟာစာအုပ်ချောက်ကိုလွေတဲ့ကနေထုတ်ပေးလိုက်ပြီးတော့ရုပ်လောက်ပေးဖို့တဆင်ပေးလိုက်ကငါတို့ဝိုင်းကူးပြီးမှရမှာပေါ့ရုပ်လာရရဲ့ပပရဲ့ငားလေးမြန်နေဟာမဖြစ်နိုင်တာဒီစာအုပ်ချောက်ကိုကြည့်ကုန်ကန်နေနေပြီးတလားကျော်တင်ထားတဲ့စာရင်းဒီလောက်ကတော့အေးစီပါရုပ်လာအတွက်ကပါလေနင်းကို စာကူးပေးမဲ့သူကအိမ်မှာရှိလို့လားမရှိပါဘူးဟောက်ငါအဖွားနဲ့နေရောက်သေးရွှေရိပ်မြိုင်စိုင်းမာနေရလေဘာနင်ကရွှေရိပ်မြိုင်စိုင်းမာနင်ဖွားနဲ့နေရောက်သေးနေရကျန်စာဦးလေးနဲ့သမီးချက်တော်တယောက်လေးအတူနေပါရင်နီလီတန်ဘာဖြစ်နေရလဲမဟုတ်ပါဘူးခုဝဲကြည့်တီတီငေါငေါနဲ့ဘာဖြစ်နေရလဲပြောပါဘာမှမဖြစ်ပါဘူးအဲ့လိုပြောလိုက်ချိန်မှာတော့ ကြံခေါလုံးမိလိုက်၍အလုံးအားကလေးငယ်လေးတစ်ဖက်အင်ကိုအလူရက်ပြန်ချတယ်။ပပရဲ့မျက်နှာမှာလည်းကြောက်လန့်တဲ့အနေထားနဲ့အတူအင်ကိုပုံမှန်ထက်မြင်မြတ်တွတ်တွတ်ပြန်ပြေးနေအောင်တတိထားမိရော်တယ်။ရုပ်လိုက်ရင်မျက်နှာမှာတော့ဘာမှအော်အော်နဲ့အမူအရာမတွေ့ရပါဘူး။ပုံမှန်ခြေလှမ်းနဲ့ပြန်နေအောင်သာတွေ့ရတယ်။နောက်နေ့ပုံမှန်ကြောက်တဲ့ချိန်မနက်9:00နာရီမှာရော့ပပဒီမှာစောင်းချောက်ဟမ်အကုန်ပြီးသွားပြီလား။ပြီးပြီမေယုံဒီမှာကြည့်။စောင်းအလုံးပေါ်မှာရေးထားတဲ့စာတွေကရုပ်လိုက်နေရင်မှန်ပြီး ပပတယောက်အဝဲအထက်ပို့ပြီးတော့အော်အော်သွားတော့တယ်။ဒါနဲ့ပပငါမနီးကရွှေရင်းမြိုင်ဆိုင်လို့ပြောလိုက်တာနဲ့နီးကဘလို့ဖြစ်ရတာလဲ။ဘာဘာမှဖြစ်ပါဘူး။ငါကြားထားတဲ့တရင်ကအမကြီးဖြစ်နေရဲ့ထင်နေ။နီးကဘာတရင်ကြားထားလို့လဲ။ငါငါကြားထားတဲ့တရင်ကအဲ့ကြီးကတေးချောက်တယ်ဟဲ့။ပြီးတော့အဲ့ဒီအိမ်မှာဆုံးမလေးရှိရလို့ကြားတယ်။ငါခလေးဘွားကြားမိတာပါ။ငါဖိုးဘွားတွေပြောပြတာပါ။နေစိတ်တယ်မထားပါနဲ့နော်။အေးပါပပရဲ့ ငါစိတ်ထဲမထားပါဘူးဟာဒါငါတို့ဘဝစီစံပိုင်းနဲ့ဆိုင်ကြီးပါငါဖူးရဲ့အိမ်မို့ငါဖွားငါဖူးဆုံးမိခဲ့ရဒီအင်ကြီးမှာပဲနေရလေအိမ်ပြေကိုမထွက်တော့လားငါမိဘကြီးကတော့မြို့ကိုပြောင်းနေခဲ့တာပါခုအမေနဲ့ဖေကဆုံးသွားပြီနိဒါကြောင့်ငါအဖွားနဲ့ပြန်လာနေရတာပါဝန်နေစရာမပြောပါနဲ့ဒါရုပ်လားငါရဲ့အခြေဆုံးတကယ်ချင်းနေနဲ့မိတ်ဆက်ပေးမယ်ရောဝနဒီမှာနေရစာကိုညီတို့အားလုံးကတီးပြီးသားဦးပဲ တစီရင်းနီအောင်လို့မိတ်ဆက်ပြီးမယ်နော်။သူ့နာမည်ကကျေးဥလားတဲ့။နင်တို့တီးပြီးသားပါ။ရုပ်လာလို့ပဲခေါ်ကြပေါ့ရင်းနီအောင်လို့။ရုပ်လာ။ तू ကတော့ငါတို့เจ้าရဲ့အချစ်တော်ကြီး။စာတော်ဆုံးဝနာတဲ့။ဟုတ်ကဲ့ရှင်။ဆောင်းငါးတွေအတွက်ကျေးဇူးပါ။ဟေးရင်ကြီးလိုက်တာ။ငါ့ဦးနဲ့မြန်ကွာပါ။ရင်းနီနီနဲ့ပြောလို့ရပါတယ်။ငါနဲ့မယားကောင်းမြတ်တာပါ။ရုပ်လာရင်ငါမိတ်ဆက်ပေးစရာမလိုတာဟေး။သူတို့ဘာသာကိုမိတ်ဆက်နေပြီကြိ။ငါနဲ့မယားခင်းနေပါ။ငါနဲ့မယားတော့ ရုပ်လာအားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်။ကဲအားလုံးတငယ်ချင်းတွေဖြစ်ပြီနော်။ငါတို့အဖွဲ့တွေကိုတငယ်ချင်းတစ်တူးလာပြီ။အားလုံးဟာဖော်ရည်စွာစကားပြောဆိုကြချင်းပါပဲ။ကြောင်းတက်ကောင်းလောင်ထူထန်ကြအောင်။အားလုံးဟာနိုင်ငံတော်တည်ရှင်းဖို့ဆိုဖျားရှိကိုတန်ရှင်ရဲ့အသေးချာလုံးဆောင်ကြပြီးတော့စာအုပ်ပုံမဲ့အတိုင်းတင်ကြကြတော့လေ။မိုးစားကြောင်းစင်းချင်းတော့တငယ်ချင်းအားလုံးထမင်းစားကြောင်းမိုးစားကြစားကြနောက်ကြနေတနေ့တနေ့နဲ့ခင်လာကြတာ။ငါလာကြပြီ။ကြောင်းပိရဲ့အတိုင်းတော့တငယ်ချင်းတွေကအလေးကြောင်း စာစုကြကြပါရင်ဒီတခါအလေးကြတဲ့အရာတော့ရုံလာရဲ့အိမ်မင်းကဲအားလုံးကပြောချင်ရှိရင်ရုံလာမရှိရောပပဒါစီကံချိုးပေါက်တာလေအားလုံးဆုံးမှာပြောချင်ရှိအောင်ပြောကြရမှာလေဝနာရင်ငါသိပါတယ်ခုပြောမယ့်ကိစ္စကိုအရင်နားထောင်ပါဦးရုံလာရွှေအိမ်မြိုင်ဆိုင်မှာနေတာဘာရုံလာရွှေအိမ်မြိုင်ဆိုင်ကြီးမှာနေရအားလုံးဟာတပြိုင်နက်အားအသိနေတော့လေဝနာတယောက်တော့မသိတယ်လို့နေနေရောလေဟေ့ဝနာ နင်ဘာမှမအံ့အောင်လားဒီစိန်ကြီးအကြောင်းတရားလုံးကသိရလေနင်မသိဘူးလို့တော့မပြောနဲ့နော်ဒီမှာခင်လေအခုခေတ်ကဘာခေတ်လဲဒီခေတ်ကြီးမှာပြောစမ်းပါဦးဝနာဘာခေတ်လဲ ID ခေတ်ပေါ်ဟာခင်မီ တိုးတက်နေတဲ့အချိန်ကြီးမှာနင်တို့ကခင်နောက်ပြန်ဆွဲချင်နေကြတာနီအဲ့တရီဟာအမှန်လို့ရောပြောနိုင်လို့လားဒီတရင်သာအမှန်ဆိုရင်တော့ခုချိန်ထိအဲ့တရင်ကပြက်နေရမယ်နီ ခုအဲ့တရင်မကြတော့တာစနေကျော်နေတော့ပါပြီ ပြီးတော့ ငါတော့ဒါရီကိုမယုံနင်တို့ရောတေးတို့စုံလို့မြင်ဘူးလားအေးဝနာပြောမှပဲနော်ငါတို့ကကလေးလေးတွေမှမဟုတ်တော့တာအဖိုးဖွားတွေရဲ့ပုံမြင်တွေကိုကူးချိန်တီးတန်းတနေကြလားအေးဟုတ်တယ်ငါတို့ဒီယူကြီးကိုမိလိုက်ကြရအောင်ကဲကဲပြောမနေကြနဲ့တော့ရုတ်လာလာနေပြီဟာနင်တို့ကစကားပြောကောင်းနေကြရင်ရုတ်လာလို့ပြောကြပါအောင်ဘာစီစင်နေဆွဲနေကြလဲနေမိနေလားမနေ့ပြန်နေ့မှာငါတို့စုပြီးတော့စကြရမှာလေး ရုပ်လာအတန်ငယ်တိတ်ဆိတ်သွားတယ်။ဟဲ့ရုပ်လာငါတို့မင်းနေရင်ဒီနေပါဖြစ်နေရလဲ။ဟဲ့ရုပ်လာစောင်းင်းတော့ရုပ်လာမင်းနေလို့ဒါကြီးနီမနှက်ဖြန်ငါဘက်ကနေအဲဝစ်ကြည့်စီရမယ်။အလုံးဟာရုပ်လာငေးကြည့်နေကြတယ်။ခုနကရုပ်လာရဲ့မလုံးမရှက်ပုံစံကြောင့်မခုနကဘာဖြစ်လို့ငြိမ်နေရလဲရုပ်လာ။ဗာလင်နေရနည်းရဲ့စိန်ကြီးကိုငါတို့မလာစီခြင်းလို့လား။ပြောလေ။ဟဲ့ကောင်းတယ်ဟာ။မင်းဘာဖြစ်နေရလဲ။ရုပ်လာအဲ့လိုမေးစရာလား။ လက်သီးနဲ့ရွေးလိုက်တဲ့ဝနာရဲ့လူရဲ့ကြောင့်အားလုံးရဲ့အကြီးအဝနာစီကိုရောက်ရှိလာတော့တယ်။ညီတို့ဘာဖြစ်နေကြလဲ။တော်ကြတော့။ငါပြောနေရင်မကြောက်ဘူးလား။မင်းတို့ကနေတငယ်ချင်းချင်းချင်းကွာဘာဖြစ်နေရလဲပြော။ဟာ sorry ပါတရား။ငါလွန်သွားတယ်ကွာ။တကယ်တောင်းမှန်နေတရား။ငါနားလေပါတယ်ဝနာရဲ့။မင်းဘာဖြစ်နေရဲဆိုတာငါသိရဲ့။ငါခင်လို့ရုံးလာအောင်စရပါကွာ။ကဲထားပါတော့။မနေ့ပြန်မနေ့ခုနှစ်နိုင် ရုံးလာတော့အိမ်မှာ ဆောက်သွားကြကြမယ်နော်။လာပါအားလုံးရေမျက်နှာလေးဘာဖြစ်နေပြန်ပြီလဲ။ဒီလိုနဲ့ဒီနေ့မှတော့ရုပ်ရှင်တရုပ်ဆောင်ကြီးရဲ့ပုံရိပ်တွေကိုဟာသာဖြစ်နေပြောနေကြရင်။နောက်နေ့မနေ့ခုနှစ်နာရီမှအားလုံးလူစုပြီးရောရွှေရည်မြိုင်စိုင်းရင်ကိုလာခဲ့ကြရင်။စိုင်းကြီးဟာကျောင်းနေမလန်းမကန်မှာတည်ရှိပြီးရောစကားပြောရင်းနဲ့လက်လျှောက်ကောင်းစိုင်းကြီးရှိကိုရောက်ရှိလာကြရင်။အင်ဂျီယာနိကာလာအိုဟောင်းတော်လေးတစ်လွင်နေရောတယ်။တန်ကြီးကလည်းကျဲဝန်းလာပြီးတစ်ပင်ချုံနဲ့အနှင်းငယ်နဲ့စိတ်လန်းစုပြေနေရောတယ်။ ဘယ်တီဗီခဏကြာမှာတော့လာလူလေးတို့ခြံထဲဝင်ကြအထဲမှာမင်းတို့တငယ်ချင်းရုပ်လာရှိလာကြခွေလာကြအသက်40ဝန်းကျင်ဦးလေးကြီးတယောက်ကခြံတကောင်းကိုလာဖွင့်ပြီးတော့သူ့ရဲ့အကြီးကဝနဘောတိတိတတ်တာကိုကြည့်နေရကိုအားလုံးကတတိထားမိနေရောတယ်ခြံထဲမှာလေရုပ်လာတယောက်စာချုပ်ရင်းနဲ့အစင်းသေးဆောင်နေရောတယ်အပြင်စင်ကလေမြူးစတိုင်းခုံခုနခုံကွက်တိအမိုးကလေအပြာရောင်တိပင်းပန်းမိနေရလေစိတ်ကုန်ကြည့်နူးစေပြီး စာပဲချင်စိတ်ကိုလန်းဆန်းတော်လေးလာကြတငယ်ချင်းတို့ထန်ကြမင်းတို့ဘာစားပြီးပြီလဲရုပ်လာငါတို့အစာပြေစားလာခဲ့ပြီပြီကဲစားကြကြအောင်အေးအေးစားကြကြမယ်စားကိုထုတ်ပြီးတော့ကြက်ကြလေးရောလေးအတန်ကြမောင်းကဲငါတို့နားကြရအောင်လက်စီနဲ့အုံနောက်ကိုခဏအနားပေးကြရအောင်အဲ့ဒီအစီအစဉ်အကောင်းဆုံးပဲလူမျိုးနဲ့ခင်းလိုက်ရတော့အမင်းတော့စားဆိုရင်တော့နောက်စားလို့ရင်တော့ကြံနာတော့ပထမပဲပြုံးပနေကြပါနဲ့ နားကြရအောင်ရုပ်လာရင်ချက်နေမှာလွတ်လွတ်လပ်နေကြနော်အင်းနဲ့သွားလာအောင်မေးရုပ်လာငါတို့ကိုအင်းနဲ့ပေးမဝင်တော့ဘူးလားတိဟလုတ်ပြန်ပြီမင်းရတော့နောက်တာပါကွာမင်းကအမေပြောဖို့ချောင်းနေရလားတော်ပါတော့ရုပ်လာရင်အဖွာစူးစူးညံ့ညံ့လုတ်တာမကြိုက်ဘူးနားလေပြီးပါနော်ရပါတယ်ရုပ်လာရဒါနဲ့ငါတို့ရင်းတော့သွားလို့ရတယ်မဟုတ်လားရပါတယ်နင်းသွားမလို့လားလာနီငါနဲ့လိုက်ခဲ့ခဏနေမှာပါတုံမေးထားတာ အမကျန်နေရှောက်ကြည့်ကြအောင်ရုပ်လာနေတုံးရောက်လိုက်ခင်းနီးပပနေခင်းနီးစမ်းရင်ဘာလို့တုံးရောက်လဲခွက်ခွာလားနင်တို့စားဖို့တခုခုသွားစီစင်မလို့လေအေးပါငါ့ကိုမလိုက်တော့ပါဘူးသူတို့တုံးရောက်ကိုခေါ်သွားတော်တော်ကောင်းနေဒါမျိုးကြတော့နင်တို့ယောက်ျားလေးရလာပါလာကြဆက်စုတက်တဲ့စမ်းရင်တယောက်ကတော့နောက်ကနေဖြည်းဖြည်းချင်းလိုက်သွားပြီးတော့ခိုးကြည့်ဒီကြည့်နေရောလေအင်ကြီးကနှစ်ထပ်အင်ကြီးအင်းနဲ့အယောက်အသက်80မြောက်အဖွားအိုအောင် ၄ကနေဆင်းလာတယ်။မင်းနေတငယ်ချင်းတွေကိုအင်းနေခေါ်လေ။ဖဖွာတရားထိုင်နေတဲ့ထင်တို့မင်းရမခေါ်တာပါ။မင်းတောင်းခေါ်ချင်နေ။ဟုတ်ကဲ့ရှင်ဖဖွာ။ကဲထိုင်ကြနော်။ရုံးလာတောင်းခေါ်လိုက်အောင်မင်း။အဖွာဖြစ်သူရဲ့ဇာကြောင်တငယ်ချင်းတွေကိုအင်းနေကိုခေါ်လိုက်တော်ရင်။လာကြအင်းနေဝင်ကြ။ဖဖွာကခေါ်ခိုင်းနေ။အားလုံးထိုင်ကုန်မှာထိုင်ခိုင်းနေ။ခုံဝါလေးအဖွာနဲ့အားလုံးပေါင်းရှိကုန်။ကွက်တီဖြစ်နေပြန်ရော။တဖြည်းဖြည်းနဲ့ထူးဆန်းသလိုဖြစ်နေရော။ကဲ မီးတို့လွတ်လွတ်လပ်လပ်စကားပြောကြနော်အဖွားအဖေထက်မှာသွားပြီးတော့အနိုင်ယူနိုင်ဦးမင်းအားလုံးအောင်လွတ်လွတ်လပ်လပ်နေကစားတော့ကြရင်အတန်ကြာမှာတော့အာမလုံနဲ့မလုံနဲ့မီးအဲ့လိုအဖွားရဲ့အော်တန်ကြောင့်အားလုံးဟာနေကကိုအပြေးလွှားသွားကြရောင်းနေကထိတ်ကနေနေကြလာရင်အဖွားဝင်ရဲ့ပုံစံကြောင့်အားလုံးခိတ္တမြတ်ညီတက်ပြီးရောဖောဖောအဲ့လိုခေါ်ရင်းနေရုပ်လာတရားသတိမိမျောသွားတော့လေအဖွားရုပ်လာအဲ့လိုခေါ်ရင်းနေအားလုံးနှစ်ယောက်စလုံးကို မြို့ဝဆင်းကိုပူလိုက်ကြတယ်။အဖွားကတော့အသက်မမီရောဘူး။ရိုးလာတယောက်တော့နားနိုင်မှမမီရောနေရတယ်။သူ့အတွက်စဉ်းစားကြည့်ရင်မိဘနှစ်ပါးဆုံးပြီးအာကိုစရာအဖွားရှိတာ။သူ့ဖွားကိုထက်ဆုံရှုံရတော့ရှုံရသွားတယ်ထင်တယ်။ဟဲ့ရုပ်လားတတိယလာပြီ။တတိယချင်းမြေကြီးစားရီကဆုံရှင်းလာတယ်။ငုံမနေပါနဲ့တော့ဖြစ်ပြီးသွားပြီပဲဟာ။ငါတို့ကိုချင်းမစားလို့ပြောတာမဟုတ်ပါဘူး။ကူတော်မိုးချွတ်တော့မင်းနေအနားယူလိုက်အောင်။ခုလေးတွေဟိုကောင်းလေးကပြန်သွားတာ။ ငါတို့ဝဲကြံခဲ့တာဒီစိတ်ထက်မကြပါနဲ့ကိုအနားယူလိုက်တော့နော်ဟွန်းအင်းငါအခုချစ်ချင်းစီအောင်ပါစီမင်းရုပ်တော်ကိုဖောက်မြင်ချင်းနေဟာကိုနေစီအောင်ဆင်းချင်းစင်းနေအဖွားရဲ့ရုပ်လက်ကိုတော့နောက်မှကြည့်ပါစီအောင်ပါစီမင်းရောရုပ်လာတော့အင်းကိုလိုက်ပို့ပြီးတော့ပပရုပ်လေးရုပ်လာအိမ်မှာပဲအိတ်လိုက်ကြရင်တငယ်ချင်းအလုံးဟာရင်းနေတဲ့နေဒီဝေါဟုကူညီပေးကြရင်ကိုဆိုရုပ်လာအတွက်အကူစရာမရှိတော့ပါဘူးရွှေမြိုင်ဆိုင်မှာတော့ထမင်းချက်ဒုံများကျင်နေ ချဲစာဦးလေးဥမျက်တော်ရုပ်လာနားမှာရှိနေရောအချိန်တွေကြီးကြီးပြောင်းလဲလာပြီးတော့ကျောင်းဆောင်မွေးတွေကြီးကက်လာတာကြောင့်ကန့်ဝင်ကြရတယ်။တိုးရော်ဒီမှာကျွရှိမရှိအားရင်းနဲ့ကျောင်းမှာအနီးကကန့်ဝင်ရတယ်။အဲ့ဒီအချိန်ကနေရုပ်လာလေးကျောင်းရင်တက်လာခဲ့ရုပ်လာရဲ့ပုံစံအားတိတိတတ်တာပြောင်းလဲနေရအောင်တတိထားမိရောတယ်။တာဟုသမီးတို့ရေစမွေးဝေးကလာနင်းနေပြီ။စာအုပ်စူးစမ်းချက်မဲ့ကြောင့်ဒါမင်းတို့ဘဝရဲ့ခြေလန်းစမလား။ရက်တက်မလားဦးတို့ အဆုံးဖြတ်ပေးတဲ့အချိန်မင်းစာလုံးရင်အချိန်မီပါသေးရဲ့ကဲညမိုးချိုတစ်ဆယ်တိစာချက်မင်းမနေ့လေးနိုင်ထားပြီးတော့စာချက်ရမင်းတွားကြကိုခန်းလေးကိုလင်းလေးတွေကစာကြီးတန်းနဲ့ကက်လီရဲ့အခန်းယောက်ျားလေးတွေကတောက်ကြီးရဲ့ရုံးခန်းနဲ့ကက်လီရဲ့အခန်းကိုစီကုံကအထုပ်ထည်ခင်းနေနေအခန်းစီသွားပြီးတော့စာချက်ကြလီရောညဆယ်နာရီထိုးရေးအိတ်ကြတော့လေညဆယ်နှစ်နာရီထိုးမှပပတယောက်တည်ရင်တို့ပြီးတော့ရုံးလာအောင်ဟဲ့ခင်းလေးခင်းလေးနဲ့ဆိုင် ။ထားကြပါအောင်။ဟေးဘာဖြစ်တာလဲပပိုင်။ရုပ်လာပြောင်းနေလို့ရင်သွားသလားမှမသိရ။ရုပ်လာအကြောင်းလဲနင်တို့အသိပဲ။တယောက်ထဲနှီးပတ်တာမှရင်မသွားဘဲနဲ့ဒီချိန်ကြီးကမှတယောက်ထဲသွားမှာမဟုတ်ဘူး။သူစကားလေးမပြောဘူး။ပုံမှန်လို့မဟုတ်တော့တာတော့သိကြတယ်။ထားပါ။ငါတို့ဆရာမမသိအောင်သူများတွေမသိအောင်အပြည့်ထွက်ရှာရအောင်လေ။အဲ့ဒီချိန်မှာပဲယောက်ျားလေးတွေရဲ့အော်ဒါတွေဟိတ်ထွက်လာတာကဒီကြောင်လုံးမှာရှိတဲ့ចောင်းသားចောင်းသူတွေနိုးပြီးတော့ အပြင်ကိုအပြေးလွှာအသင်ရှိအောင်သွားကြတယ်။ယောက်ျားလေးအိမ်သာဝင်ပေါက်နားမှာဖြစ်တယ်။အားလုံးတွေ့ရှိရတဲ့မြင်ကွင်းကမမြင်ရစရာမြင်ကွင်းပါ။ကျမတို့ရဲ့တငယ်ချင်းတရားတယောက်ကတွေးစင်းရှိရှိနဲ့အတွင်းရကလေးစားအကုန်မရှိတော့ဘဲနဲ့နှဲနေရော်တယ်။ကျောင်းသားကျောင်းသူအားလုံးရဲ့အတန်အတော့တရားလုံးကိုပြက်နဲ့သွားတယ်။ငိုရအော်ဟိပီတတိမိတူအမိအန်နေသူအန်အိမ်လူနဲ့အမောင်ကပောက်ရောက်ရှိသွားတယ်။မနက်မိုးလေးမှာကိစ္စအလုံးကငြိမ်းသွားပြီးတော့အခန်းကိုအပြင် ယုံလာတယောက်အိတ်နေပါလားတန်တရားမျိုးလုံးနေနေယုံလာအောင်ကြည့်ရော်ရင်ယုံလာနေညာဘယ်လိုပြောက်နေရလဲအိတ်နေရနေနေမလိမ်နဲ့နော်ညာနေပြောက်သွားတာငါတို့၃ယောက်တိတယ်ညာဒီရရဲ့ဆက်ဆက်အသက်ခင်ရရဲ့အဲ့ဒါနင့်လက်ချက်လားပပအာမနာနဲ့တန်တရားရှိတဲ့အတိုင်းမိလိုက်တော်ရင်တခြားသူတွေကလည်းတန်တရားမရှိဘဲနေပါလားဘာတိရအသက်ခင်ရရင်ဟုတ်လားငါတကယ်မသိဘူးမဟုတ်ဘူးနင့်လက်ချက်ပဲစိုင်းရင်တော့ ။တသက်မရှိဘဲနဲ့ဘာမှလာပြောမနေနဲ့။အမတ်တရပို့တာပဲ။အကြည့်ရီယာယူလာ ው တာကြည့်နေရော်ရီ။ဘာလဲ။နင်တို့အလုံးကတီဟောင်းငါတက်တယ်ထင်နေရလား။မင်းတို့တက်တယ်ပြောနေလို့လား။တော်ကြတော့နင်တို့အလုံးပါဇက်ကိုပိတ်ပြီးတော့ဟိုမှာဆီယာမလာနေပြီ။အလုံးမြို့ဝရေးတွေရောက်နေပြီ။မိတော်မကြောက်ဝဲဖြစ်ကြ။တရကန်ကဒီကြောင်နေမှာပဲရှိရမယ်။အချင်းဟာဘလို့ကုန်မဲမသိပါဘူး။အမှုကိစ္စနဲ့ရှုပ်နေရင်စာချက်ချင်မရပါဘူး။ညချင်းအပြင်ရောက်တော့ចောင်းသားမိွားတွေက ဆက်မထားခြင်းမိမဲ့အမှုကိစ္စကြောင့်အာလုံးကြောင်းမှာပဲနေကြတယ်။ည7နာရီရောက်ချိန်ကြည့်ဒီမှာတော့ခွေးဟောင်းတန်းခွေးဥတန်တွေကပုံမှန်ထက်ကျေလောင်စွာကြားနေရတယ်။ရိုးလာတရားမရှိတော့ပါဘူး။ဒီတစ်ခါတော့ရိုးလာမရှိတော့မဲမိန်းကလေးအာလုံးတီရေတတိကျယုံကြည်လိုက်တော့တယ်။တရားခံကရိုးလာမဲရိုးလာရဲ့ခေါင်းကြီးကလေပေါ်လွင့်နေတယ်။ဒီဘက်မှာလက်ဒီဘက်မှာခြေတော့ရိုးလာငါတို့ကြောက်ပါပြီ။ဒါဘယ်လိုဖြစ်တာလဲ။ငါတရုပ်လာမဟုတ်ဘူး။ငါနာမည်ကရွှေရုပ်လား။ အဲ့ဒီချိန်မှာရဲတွေအောင်ကျောင်းသားတွေရောက်လာပြီးတော့တနက်နေ့ပြစ်ခတ်တာမရပါဘူး။အားလုံးကကြောက်လန့်တကြီးဖြစ်ပြီးပြည်လာတိုက်ခိုက်ရင်းနဲ့ထိခိုက်နာကျင်ကြပြန်နေ။အတန်ကြာမှာတော့တရုတ်နိုင်ငံရဲ့ချန်ဆောင်ဥမျက်တာကောင်ငါးရွာဦးကျောင်းစီရတော့ပြေဆောင်လာတယ်။တကယ်မလို့အတိတ်ဘဝဝကြွေးတွေကြောင့်အခုဘဝဒီဘဝမျိုးရောက်ရတယ်။ဒီဘဝထပ်ပြီးတော့အခုတို့တရားပွားများမယ်ဆိုတော့မတွေးဝန်စီရပဲ။ဒီဘဝမှာပဲဒီဝကြွေးတွေကိုကျင့်တဲ့အောင်ဆက်ပါတော့။ နောင်တန်တရားမယူသွားပါနဲ့အဲ့လိုတရားပီးနေပဋ္ဌာန်းပရိယူလျော်တယ်ဆရာတော်ဖျားတပည့်တော်ဒီဘွားကကျွတ်ချင်ပါပြီကံဝိကျွေးရင်လည်းဆက်ပါမယ်ဖျားအဲ့လိုတရားမှန်ရပြီးတော့ကြည်ဥလာရဲ့ခန္ဓာကိုယ်ဟာထွက်ခွာသွားပြီးကြည်ဥလာသတိမမျောသွားတော့လေအလုံးစုံတကကြီးမောင်မြတ်သားသာရှင်းပြလိုက်တော့ဖုံဖုံပြန်ကြွားတော့မယ်အကြောင်းတင်ပါဖျားသူအားလုံးဆရာတော်ဖျားကိုရှ िख ိုးဥစားပြီးတော့ဦးမြတ်သားရဲ့စကားကိုစောင့်နေလျော်တယ်ကဲ အားလုံးရှင်းပြပေးပါမယ်။တိတ်ဆိတ်စွာနားထောင်ပေးကြပါ။လူလေးတို့အခုတတိမိနေရာကြွေရုပ်လာပါ။ခုနမြင်တွေ့ရတာကတော့ကြွေရုပ်လာရဲ့အမရှေးရုပ်လာပါ။တို့ကအမညီမတွေပါ။ရှေးရုပ်လာလေးကတော့မွေးရပါအတိအញချိုးတက်တဲ့သူလေးပါ။လွန်ခဲ့တဲ့နှစ်30ကျော်ကတို့လေးတွေရဲ့အဖအစုံပညာကိုလက်ဆင့်ခံအမွေရလိုက်တယ်လေ။တို့ရဲ့အဖအကိုလည်းရှေးရုပ်လာကိုပဲ စိတ်ဖောက်ပြီးတော့ပေကားနေတွန်းချလိုက်တာ။ဒါကြောင့်စုံပညာဟာသူ့စီကိုရောက်လာခဲ့တာ။ သူဟာတစင်ကျူးယုံလာရင်ခန္ဓာကိုဖုခတ်ပြီးတော့အမားမျိုးကိုလုံးမိတာပေါ့ဒီတော့ဆိုအားလုံးသဘောပေါက်မယ်ချင်းနေဥမျက်တာရှင်းပြမှာပဲအလုံးစုံရှင်းသွားတော့ကနာကြမှာတော့ရုပ်လာတတိယလာတယ်ကျူးယုံလာနေတတိယလာပြီလားတမီအားလုံးကြားပြီးပါပြီထားပါတော့ဒါတွေဒိုးတွေကောင်းမှုကုသိုလ်လုပ်ပြီးတော့အများပေးဝေကြရအောင်ကိုယ်တရားရရတဲ့လူတွေကိုစိတ်လင်းကြကွာမင်းတို့နဲ့အများဝေကုသိုလ်ပွားများပေးပြီးတော့ပုံမှန်အတိုင်းအတင်းနေစာမွေးပွဲဖြေဆိုခဲ့ကြပါတော့ ရုပ်လာတော့မြို့ကိုပြောင်းသွားတယ်။ခြံကြီးကိုလည်းရောင်းချပြီးတော့အလူတက်ပြုတ်လုပ်ပြီးတော့အစားအနာပင်ရှာမရအောင်တတိမရတော့တာကဒီနေ့ထိပါပဲ။ဒါကတော့ကျွန်တော်ဘွားရဲ့မမိရတဲ့အဖြစ်ပြက်လေးပေါ့ဗျာ။အဲ့နေရာစားပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့အရာအချို့အလောကကြီးမှာရှိရဆိုတာလက်ခံလိုက်ရတော့တယ်။ပရိသတ်များရှင်စာရေးသူစုသစ္စာတနည်းပြရေးသားထားတဲ့တကယ်ဖြစ်ပြက်ဆိုတဲ့ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီရှင်။နောက်ရက်များမှလည်းဇလန်ကောင်းများစွာရွေးချယ်တိဆက်ပေးဖို့မှာမို့အပိနာစင်ကြပါဦးရှင်။ Hello, this is Jisoo Dhamarishin.